ပရိသတ်များလုံးမဲမင်္ဂလာပါ Snow White Channel ကနေပြီးတော့ပရိသတ်တွေအားလုံးကိုပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီကနေ့မှာကျွန်တော်တို့ရဲ့ Channel လေးကနေတင်ဆက်ပေးသားမဲ့ Channel လေးကတော့စိုင်းသူစီရနာရမညာရေးသားထားတဲ့အောင်မြတ်တာနဲ့ကျွန်းငုတ်တူရွာဆွဲ Channel လေးကိုတင်ဆက်ပေးသားမှာပဲဖြစ်ပါတယ်တင်ဆက်မှုလေးကိုမစခင်မှာပရိသတ်တွေကကျွန်တော်တို့ရဲ့ Channel လေးကို Like and Subscribe လုပ်ထားပြီးတော့တင်သမျှတွေကိုသိနိုင်အောင်လို့ဘေးနောက်ကနိုတီဘဲလေးကိုလည်းနှိပ်ထားပေးကြပါအောင်ဗျဒီ Channel လေးကိုတင်ဆက်ပေးသားမဲ့ပြောကတော့ကျွန်တော်ကိုခံမဲ့ဖြစ်ပါတယ် ကေတာဆိုရင်တော့တင်ဆက်မှုလေးကိုစားလိုက်ကြရအောင်ဗျာညာရှင်းနာကြီးလောက်ဆိုပေမဲ့ကျွန်းကုတ်တူရွာနဲ့ပစင်းမီရွာချင်းဆက်လမ်းမှာတော့လူသူမရှိတော့အောင်တိတ်ဆိတ်ခြောက်ကပ်နေခဲ့ပါတယ်။အော်ပါဖြည်းဖြည်းလျှောက်ပါဟာတောက်ထားတဲ့အရှင်ကြီးရောဘယ်ရောက်တော့မှမသိဘူး။ငါလည်းပုံမှန်ပဲရှောင်းနေရမင်းချီလန်းကိုကနှီးနေလို့နေမယ်။ငါလည်းဒီလန်းကလာတာလာရတာစိတ်ကတိတ်မတတ်ဘူး။အမင်းကဒီလန်းကလာမယ်ဆိုငါလိုက်လာလေ။အခုပြောနေရင်တော့ကြက်သိန်းနေထလာပြီ။ အဘွားကလက်နက်ဖက်ကိုပုတ်ကပြောင်းလိုက်ပြီးမိန်ပြပြကြနေတဲ့လမ်းရောက်ကိုမြေပြုတ်ကရှောင်လာခဲ့ကြပါတယ်။မိနစ်လောက်လမ်းလျှောက်ပြီးအချိန်မှာတော့ကျွမ်းမင်းရဲ့လေးချပေါက်နေတဲ့ရွာဝေလမ်းကိုတမ်းမြင်လိုက်ရတယ်။အဘွားတို့လည်းရွာလမ်းဝနာရှောက်အဝေးတောတစ်ခုကိုပိုက်ထားတဲ့မိန်းမတစ်ယောက်ပတောက်မိန်အောင်မှာရင့်နေတာမြင်လိုက်ရပါတယ်။အစားတော့ရွာရင်းကတယောက်ယောက်လို့ထင်လိုက်ပေမဲ့ဒီအချိန်ထိမိန်းကလေးတစ်ယောက်ထိရင့်နေရဆိုတော့နှစ်ယောက်သားရဲ့ကြည့်ရီကတိုင်ပင်မထားပဲပတောက်မိန်အောင်ကိုရောက်သွားခဲ့ပါတယ်။ မင်းကလေးကအောင်ဘားတို့နှစ်ယောက်ကိုဖမ်းမလို့ပဲသူ့နဲ့တည်းပိုက်ထားတဲ့ထုတ်ကိုတစ်ပိအောင်မှချကပထောက်ပင်ပေါ်ကိုကုတ်တွေတက်သွားခဲ့တယ်။ဒေါအမင်းနဲ့အောင်ဘားကစိုးကြီးရဲ့လက်မောင်းကိုဆွဲပြီးတော့ဟေးအောင်ပြေးရောဒါမပန်းလိုက်ကြီးရောပန်းလိုက်ဆွဲနေမယ်တော့စိုးကြီးကငဲတန်းပေါအော်ပြီးပြေးပါလေရောအောင်မလေးခြေကုန်ပြင်းနောက်ကိုလှည့်ကြည့်လိုက်ရောပထောက်ပင်ပေါ်ကနေတွင်းလောင်းကြပြီးလှုပ်ရမ်းနေတဲ့မိန်းမတယောက်ကိုမြင်လိုက်ရပါတယ်။မင်းတို့မြင်ခဲ့တာတေးကြရဲ့လား ဒေကြောင့်ပါလေကွန်လီရင်ကျုပ်ရောဆူရီရောဟော်ဒီမျက်စိနဲ့တက်အမြင်ခဲ့တာကောင်မလေးကကိုဒီမကျုပ်သေးဘူးလားမကျုပ်သေးဘူးထင်ပါတယ်ဒီလိုမျိုးကိစ္စလောက်ခဲ့ရင်ကျုပ်ဖို့ခဲရနေလို့ဖတ်ဖူးတယ်အမစကားဆုံးမှာမိုးပြေးတယ်ကိုထန်းလာတဲ့ဂျော်မင်းကအမကြီးမင်းကိုဆရာတော်ခေါ်နေတယ်ခဏသွားလိုက်အောင်အဲ့လိုဆိုရတဲ့ဂျော်မကိုတက်လာခဲ့နေတယ် ောင်းပေါ်ရောက်တော့ရုပ်ရည်တန်တန်ပြပြနဲ့မိသားစုတစုရောက်နေပြီးဆရာတော်နဲ့စကားပြောနေရကြအောင်ပါလေအနောက်ကနေဝင်ထိုင်ကစောင့်နေခဲ့ပါပြီအဘဒီလောင်းတင်မဖေဟာဒီပုဂ္ဂိုလ်ရင်းကဘုန်းကြီးတို့ကြောင့်မှចောင်းစာတည်ဆောက်ပေးကြမလို့ပဲအဲ့ဒါလိုအပ်တာကူညီပေးနိုင်ကြပါဦးတင်မဖေဟာဒါနဲ့ဒီဟာလူကိုမြင်ဘူးတယ်လို့ပဲကောင်းပါကျုပ်ကိုမှတ်မိရောဘူးလားလွန်ခဲ့တဲ့10နှစ်လောက်ကကျွန်တော်ရောရောက်ဖို့ရလေဟင် ခမားကမင်းကြော်မလားဟုတ်ပါဗျာအဲ့ဒီတော့ကကိုအောင်ပါနေတူတူငှက်လိုက်ပြေတူဆရာတော်ရိုက်တာခင်ရဘူးနေလေဟာနေတီကြတော့ရုပ်ကိုချက်ချင်းမမ်းမိဘူးဗျာမင်းကခုလိုကြတော့လေလူကြီးလိုဖြစ်နေပါလားအကျွန်တော်ကကိုအောင်ပါတို့ကိုမြင်ရင်သတိရနေတာဒါနဲ့မိတ်ဆက်ပေးရအောင်မေသူကများတီရလို့ခေါ်ရင်ကျွန်တော်မျိုးသမီးပေါ့တွေ့ရတာဝမ်းသာပါလိမ့်ဗျာရွာမှာလိုအပ်တာရှိရင်အချိန်မီပြောနော်ဟုတ်ကဲ့ရှင်ကိုမင်းကျော်ကကိုအောင်မအကြောင်းဒီအမြဲပြပြတယ် ်ကျွန်တော်တို့ဘယ်လိုမွေးရတယ်ဆိုရဲအကြောင်းနေမလားအဲ့ဒီအကြောင်းနေလဲပါလေကျက်သရေတိုက်ထေးကမုံဘုံနေနှိုက်စားလို့ရိုက်ခင်ထိရရရောပေါ့မင်းကျော်အန်တီတို့ဦးလေးတို့ရောနေကောင်းကြရဲ့လားအဖေနဲ့မေယာလွန်ခဲ့တဲ့နှစ်နှစ်လောက်ကဆုံးသွားကြပြီအခုရောပြန်လာတာကလေသူတို့ရဲ့နောက်ဆုံးဆန်တော့ဖြည့်ဆည်းပေးဖို့ကြောင်းလာခဲ့တာအသာဆိုရောက်တုံးလေးရွာမှာနေကြအောင်နော်နေဦးမှာပေါ့ဗျာမြရေးကိုအောက်နာသွားလာအောင်မယ်နော် တွားလေးကိုမျက်စောင်းနေမယ်။မင်းတို့ကအောင်ပါနဲ့တူအောင်ကိုဆင်းလာတဲ့ချိန်ကောမပန်းလိုက်ရောအိမ်တော်ကျသွားပြီလား။ဟင်။မင်းပန်းလိုက်ကြောင့်မသိသေးဘူးလား။ပန်းလိုက်ဘာဖြစ်လို့လဲ။ဒူမရှိတော့ဘူးလေ။မရှိတော့ဘူးဆိုတော့ဘာကိုပြောရလဲ။တခြားနေရာကိုပြောင်းသွားလား။မဟုတ်ဘူးမင်းကြောင့်ပန်းလိုက်အောင်ဆုံးသွားပြီ။မင်းတို့ပြန်ပြီး6လောက်လောက်နေရောသူ့ကိုယ်သူကျိုးဆဲချတတ်သေးတော့လား။ ပြာဘလို့ဖြစ်ရလဲကိုဟောင်မရေဘာကြောင့်အခုလိုလှုပ်တယ်ဆိုတော့ငါတို့လည်းမသိဘူးအောင်မစကားကြောင့်မင်းကျော်မျက်နှာညှို့သွားပြီးတော့အဲ့ဒီတော့ငါသူ့ကိုတော့မနှုတ်ဆက်လိုက်ရဘူးဘန်းလိုက်ခုလိုဖြစ်တာသူပထွေးကြောင့်ရောဖြစ်နိုင်ဘူးလားငါတို့လည်းမင်းလိုတွေးမိကြတယ်ဒါပေမဲ့အရန်ကောင်ရောဆွဆွေးလို့မရဘူးလေဖြစ်မှဖြစ်ရလေဘန်းလိုက်ရေမင်းကျော်ဘန်းလိုက်ကကိုတိမကြွသေးဘူးလာပြီလာခွေနေဆိုရင် သူတည်ခဲ့တဲ့ပထမယောက်မှရှိနေအောင်မြည်ကြတယ်လို့တခါတလေကြောင်းလည်းအထုတ်ကြီးပိုက်ပြီးရှောက်သွားနေရမြင်ရတယ်။မင်းတည်ခဲ့တဲ့ပန်းလိုင်ကအခုဆိုသူတည်တဲ့အပင်အောက်ကနေဖြစ်သွားတဲ့သူတိုင်းကိုတွေးပြန်အောင်ခြောက်နှံ့နေတာကော။အောင်မစကားကြောင့်မင်းကြောင်ရဲ့မျက်နှာမှာထိတ်လန့်ခြင်းဟိအောင်တွေပေါ်လာခဲ့ပါတယ်။မင်းကြောင်လည်းအောင်မနဲ့စကားပြောနေတဲ့အချိန်မြတီတာရှောက်လာတာကြောင့်စကားစားပြတ်လိုက်ပြီးဘုန်းကြီးကြောင်းပေါ်ပြန်ထက်သွားခဲ့လိုက်ခြင်း။ဟဲ့မြေမြသွားစမ်းပါ။ အယုံတဲ့ချိန်တော့ဝက်သားတွေတင်လာတဲ့နွားလေးတစ်စီးကကျွန်းကုတ်တို့ရဘက်ကိုတေးအေးနဲ့မောင်းနေလာပါတယ်။ဆက်နေရှေနာအကွေးရောက်ရင်ခက်တော့တော့မောင်းတော့ခမရလည်းကျုပ်ကိုတတိလာပေးနေပြန်ပြီ။ငါအကြောက်လို့ပြောတာပါ။ခမရသာနောက်ကိုလှဲမကြည့်ပဲဓမီသာရှေကိုထိုးပေးစမှာဗျာ။ဆန်နေကနွားဆက်ကျုပ်ကိုကက်တင်လေးဆွဲပြီးမောင်းလာခင်ရလူတစ်ဖက်ကကြီးမားတွေပထပင်ရောက်ကိုရောက်လာတဲ့အချိန်ဆန်တင်ရောအေးမြရောတကယ်လုံးကြက်သိမ်းနေထားပြီးခေါင်းနဲ့ကြည့်လာခဲ့တယ်။ စန္ဒင်းလဲဘေးဘီကိုမတီးပဲလဲကိုခက်မမြန်မောင်းလာခဲ့ရာပတောက်ပင်ကျော်ရတီဘာအရှိအယောင်မှမတွေ့ရတာကြောင့်နှစ်ယောက်သားတပင်းချလိုက်ပါတယ်။ဒါပေမဲ့အေးမားရဲ့အနောက်ဘက်လဲဆွမ်းမှာမိမတစ်ယောက်တင်မောင်းလဲနေထားတဲ့ထိုင်ပြီးလိုက်လာတာကိုတော့မတီးခင်လိုက်ပြီ။ဒီအိမ်ကဘယ်သူမှ မနေကြတော့ဘူးလား။ဟုတ်တယ်မင်းကျော်။ပန်းလိုက်သေးတော့သူမိဘတွေလည်းရွာနေပြောင်းသွားကြတယ်လေ။ဒီတန်းနဲ့ပန်းလိုက်ကဘာကြောင့်ကိုကိုကိုတက်တည်ရလဲ။ ရွာထဲမှာတော့မျိုးမျိုးပြောနေကြတာပဲတချို့ကြတော့လေသူ့ဝတ္ထုရဲ့စော်ကားလာခံရလို့တက်တည်ရပြောသလိုတချို့ကြတော့လေလူစားလေးခံရလို့ပြောတယ်ဘယ်လိုလူစားလေးခံရတာလဲသူတည်တဲ့ပထောက်ပင်မှာအရင်ကလည်းကျိုးဆဲချတည်မှုရရှိတယ်မင်းနိုင်ငံတော်ငှက်ပြစ်ထထောင်ကကပ်ပြီးယာယီဖျက်ပြားတဲ့ဥဖိုးတွေကြောင့်တတိယသည်လားရှာတန်းလန်းကြပြီးတင့်မင်ဘောကနေစောက်ထုတ်စင်းလာတတ်တဲ့တရေဖိုးတွေကြောင့်လားဟုတ်တယ် ဥဖို့တီကအရိပင်မှာပဲတည်ရလေပန်းနိုင်လည်းအရိမှာပဲတည်ရဒါပေမဲ့ဥဖို့တီနဲ့ပန်းနိုင်ကတည်ရချင်းမတူဘူးဘယ်လိုမတူပါလဲကွာမဥဖို့တီတည်တော့ပင်စီမှာကျိုးချပြီးကျိုးဆဲချတည်ရတည်တဲ့အချိန်ကျွန်တော်ကအမြင်ကြီးနဲ့ထိနေပြီးပန်းနိုင်တည်တော့ပထောက်ပင်ရဲ့ထိပ်ပြားကနေတွဲလောင်းကြတည်ရပါပဲဒါဆိုနောက်ဘဝရရှိလဲဒီဖြစ်နေပဲတည်ရမှတ်ကန်ရှိသေးတာပေါ့อืมလူကြီးတွေရတော့မေးလို့ပြောကြတာပဲ အမတို့စကားပြောနေတဲ့ချိန်လက်ရစီဘေးရောင်လေးဖြတ်သွားတာကြောင့်ဟေးဆိုင်ဒီနေ့စောင်းလာပြီလားဒီနေ့ရောင်းဝယ်ကောင်းတယ်လေဒါကြောင့်စောစောသိမ့်လာတာအမနဲ့ဆိုင်ရီတို့စကားပြောနေတဲ့ချိန်လှင်းတော့မှထိုင်နေတဲ့အေးမြကမိကြောင်ကိုမျက်တောင်နဲ့စိုက်ကြည့်ပြီးတော့တခြားတစ်ဖက်ကိုလှည့်သွားခဲ့တယ်ဆိုင်ရီတို့တောင်းတော့မိကြောင်ကအောင်ပေါက်ကိုလက်တွေ့ပြီးရောဟိုမင်းမှပါကြီးလေကျွန်တော်ကိုမကြည့်သေးတိနဲ့ကြည့်သွားတယ်ဗျာမဟုတ်တော့ပါဘူးသူတို့လင်များစကားများလာလို့နေပါပါ ဒါနဲ့ညတိုင်းငါ့ရင်အလေလောင်းလာရမှာပါဗျာကဲသွားကြရအောင်မင်းကျော်တို့လည်းကြောင်းစားမဲ့ကိစ္စကိုရွာကလည်းတမားရီနဲ့တိုင်ပင်ပြီးညနေဆောင်ရောက်တော့မြတ်တီရနေတူအောင်ဘားရိုအိမ်ကိုထွက်လာခင်းလိုက်ပါရယ်မင်းကျော်တို့လည်းအောင်ဘားရိုလင်မယားချက်ကြီးတဲ့ဝက်သားနေမြင့်ချင်းကိုစားပြီးအေရှိမှာစကားထိုင်ပြောနေတဲ့ချင်းအေရှိကနေအဝေးထုတ်ထုတ်ကိုကိုင်းကဖျက်လျှော့သွားတဲ့မိန်းမတယောက်ကိုမြင်လိုက်ရပါရယ်ဟာခမပန်းနိုင်မဘူးလား မင်းကြောင့်တော့ကလုကနေထွက်သွားတာကြောင့်အောင်ဘွားကဘခုံးကိုစက်ကနေပုတ်လိုက်ပြီးတော့ဒီနေ့ထမင်းစားရတာအဆင်ပြေရဲ့လားပြည်တယ်ရှင်တကယ်ကိုစားကောင်းတာမင်းကြောင့်မင်းရောစားရတာအဆင်ပြေရဲ့လားစားလို့ကောင်းတယ်ကွာဘစားရများပြီးဖိုက်ကလေးနေလို့လက္ခဏာရှာရအောင်မင်းကြောင့်နေအောင်ဘွားကိုလည်းလမ်းရှာဖို့အိမ်ရောက်ကိုဆင်းလာပြီးရင်တော့ကွာဘခုနကပန်းလိုက်ကိုမြင်လိုက်ရတယ်ဟာမင်းစကားဘာကြီးလဲငါ့ကိုမချောက်နဲ့နော်တကယ်ပြောတာဗျာ အဝိထုတ်လေးပိုက်ပြီးခြံရှိရဖြစ်တော်တာမြင်လိုက်ရတယ်။ဟေးအမင်းကျော်ပန်းလိုက်ကရော်လေးကိုပထောက်မှမလာဘူးကွာ။သူ့အဖေမှပဲသူ့နေရ။မင်းငောက်မထောက်ပါနဲ့ကွာ။ကျွန်တော်တကယ်မြင်လိုက်တာကျွန်တော်ရောက်နေရသည်လို့လာနှုတ်ဆက်တာများလား။ဒီနေ့ကလှောက်ခွင်နေမလား။ဟုတ်တယ်ကွာဘာဖြစ်လို့လဲ။ဒါဆိုရင်တော့မင်းပြောတာဖြစ်နိုင်တယ်။လာပြီလှောက်ခွင်နေမှာဝိညာဉ်တွေကသူတို့အလိုရှိတဲ့ရက်ကိုသွားနိုင်တယ်လို့လူကြီးတွေပြောတာကြားဘူးလေ။ လာကောအိမ်မပြန်တရအောင်အောင်ဘကမင်းကျော်လက်ကိုအတင်းဆွဲပြီးအိမ်မကိုခေါ်တင်သွားခဲ့တယ်။မင်းကျော်တို့လည်းအောင်ဘရောအိမ်မှာခဏနေပြီးတဲကိုရဖုန်ကြီးကျောင်းကိုပြန်လာခင်းလိုက်ကြပါလေ။ညတကောင်ချင်းရောက်တော့ဖုန်ကြီးကျောင်းရှိကနေဆွဲဆွဲငင်ငင်ဦးလှကျခွေးဥတန်ကျောင်းမင်းကျော်လန်တို့လာပြီးပတိဘောက်ကိုဖွင့်ကြည့်လိုက်ရဖုန်ကြီးကျောင်းရှိမှာအထုတ်တထုတ်ကိုပိုက်ကရက်နေတဲ့မိန်းမတစ်ယောက်ကိုမြင်လိုက်ကြပါလေ။ဒီတခါတော့မင်းကျော်မနေတော့ဘဲတဲကိုဆောင်ကနေစင်းဖို့လို့တခါကြီးစရတဲ့တောင်လှည့်ကြည့်လိုက်တော့ ကျောင်းဝင်းထဲမှာဇင်းကျန်ရှောင်းနေတဲ့ဆရာတော်ကိုမြင်လိုက်ရတယ်။ဒီအချိန်ကြီးပေသွားလို့လေတခါကြီးခဏခါဘုန်းကြီးကျောင်းရှိမှာမိမတရားရှင်းနေရမြင်လို့ထွက်ကြည့်တာပါဗျာ။တခါကြီးမြင်တယ်လို့ဘုန်းကြီးလည်းမြင်ပါတယ်။ဒါပေမဲ့ဘဝချင်းကချားနေရောအခက်မသိရင်တခါကြီးရဲ့လက်ပြလန့်သွားနိုင်တယ်။ဒီမှာဗျာ။ဆရာတော်ကမင်းကျော်ကိုပေါ်ပြန်ထက်ခိုင်းပြီးကျောင်းမဦးဘွားကိုရှောင်းလာခဲ့လိုက်ပါရဲ့ ။ကျောင်းဝရောက်တော့အထက်တော်ကိုပိုက်ထားတဲ့မိဘကကြောပီလီယံနေထားနေရက်နေရကြောင်းတကယ်မလေးနဲ့သူကဘဝချင်းချားနေပြီလေ။ကိုကြောင့်တခြားသူအနေခံအောင်မလုပ်ပါနဲ့။ဘုံကြီးပြေလို့တမယကုသိုလ်တွေကိုအများဝေးပါလေ။အဲ့လိုပြောလိုက်တဲ့အချိန်ကြောပီရက်နေတဲ့မိဘကမျက်ကြောင်နေနဲ့စက္ကနဲလေးကြည့်ပြီးအမောင်တူတဲ့ကိုတိုးဝင်ပြောက်ွယ်သွားခဲ့ပါလေ။နောက်နေ့မနေ့ရောက်တော့ဆရာတော်ကမင်းကျော်ကိုခေါ်ပြီးအကျိုးအကြောင်းပြောပြရာတပည့်တော်ဘယ်လိုလုပ်တင်လဲဗျာ တခါကြီးဒီမှာဆက်နေရင်မလိုလားအတားတွေဖြစ်လာလိမ့်မယ်။ဒါကြောင့်မျိုးအရင်ပြန်လိုက်ပါ။ဖုန်ဒီဒီကိစ္စကိုရှင်းလင်းပြရန်ခေါ်လိုက်ပါမယ်။တင်ပါဗျာ။ဒါဆိုတပည့်တော်မနေ့ပြန်ပြန်လိုက်ပါမယ်။ဆရာတော်နဲ့မိစောကိုတဲခိုစာပြန်ပို့ပြရန်เจ้าမကိုတက်လာခင်းလိုက်ပါရယ်။မိစောတို့ပြန်တော့ဆရာတော်ကအဘောက်ကိုခေါ်ပြီးတော့ဟိုကောင်မလေးကမင်းကျော်နဲ့ဘယ်လိုပတ်သက်မှုရှိခဲ့တာလဲ။ဘေကောင်မလေးကိုပြောရလေဗျာ။ ပန်းလိုက်ဆိုတဲ့ကောင်မလေးကိုပြောတာ။အောင်မငေါ့မှန်တိုင်းပြောစမ်း main door နဲ့သူကခင်မင်းရင်းနှီးတဲ့အစင်မရှိပါလေ။ဒါလည်းဆရာတော်เจ้าကိုသူမိဘတွေကထိန်လာခင်းတော့ခင်ကြတာပါ။နှစ်တောင်တော်ကြနေပြီဗျာ။တငယ်ချင်းအစင်ပဲလားတခြားရောရှိသေးလား။တခြားပတ်သက်မှုတော့ရှိမရှိသေးချောင်ပြောတတ်ဘူးဗျာ။ဘာဖြစ်လို့ပါလဲ။ငါစိတ်ထဲတကူကူရှိမယ်လို့ထင်နေမိတယ်။အေးအေးမင်းလည်းလို့ဆရာရှိရသွားလို့တော့ ဆရာတော်ကအောင်ဘွားကိုပြန်လွှတ်လိုက်ပြီးခိတချင်းဆိုင်ရာခန်းလေးကိုဝင်သွားခဲ့လိုက်ပါတယ်။ကျုံငုတ်တူရွာဆိုတာဘယ်လားမလဲဆရာ။ဘိုးကတော်ရဲ့စကားကြောင့်အောင်မြတ်သားကရှေ့မှာမြင်နေရတဲ့တစ်ပေတန်းတစ်ခုကိုလက်ညှိုးထိုးပြီးတော့ရှေ့မှာမြင်ရတဲ့ဒေါ်တန်လေးကျော်ကလည်းရောက်ပြီချင်းနေ။တင်းငုတ်တူရွာမှာတော့ဘာရီကျုံရောက်လည်းမသိဘူးစိတ်တော်လှုပ်ရှားနေပြီ။ဘိုးကတော်ကလမ်းဘေးမှာပေါက်နေတဲ့တက္ကန်းတစ်ခုကိုဆွဲချိုးပြီးရှေ့ကိုထွက်သွားခဲ့လိုက်တယ်။ ကျုံမိန်နန်းဒီကိုကျော်လွန်လာတဲ့အချိန်မှာတော့အောင်မြတ်သားကခြေလန်းဒီကိုရက်လိုက်ပြီးလက်ညှိုးနဲ့ချက်ချေကပုံစံလုံလိုက်ရ။ဒီနေရာကတခြားနေရာနဲ့မတူဘဲဘာလို့မောင်းနေပါလဲ။အဲ့လိုပြောကဘေးဘီကိုကြီးလိုက်တဲ့အချိန်မှလမ်းမကန်းကပထောက်ပင်အောင်မှာစောင့်ကြောက်ထိုင်နေတဲ့မိမတယောက်ကိုမြင်လိုက်ရပါတယ်။အဲ့ဒီအချိန်ထိုင်နေတဲ့မိမကအောင်မြတ်သားတို့ကိုမြင်တော့ရှင်ဘက်မှာပိုက်ချားတဲ့အုပ်ကိုတစ်ပင်ချင်းမှထားပြီးအဖို့ကိုကုတ်တွေတက်သွားခဲ့တယ်။ တိပိပေါ်ရောက်တော့တိတ်ခိုင်းပေါ်မှာအသင်းရှိနေတဲ့ကျိုးရစားကိုတိတ်ခိုင်းမှာမြဲနေအောင်ခြေပြီးကျန်းတဲ့ကျိုးရစားကိုလဲပြီးမှဆုတ်ကဝုန်းကနေခုံဆင်းလာခဲ့တယ်။အချိန်နဲ့ကြာလာတာကြောင့်လဲပြီးရုပ်ကကျွတ်ကနေမိအောင်ကျိုးပြီးရှားပြင်ကိုတထောင်လုံးထွက်ကြလာတဲ့မြေခွင်းကတာမန်လူတယောက်ဆိုသွေးပြက်မှာအမှန်ပဲ။ဒါပေမဲ့အောင်မြတ်တော်ကတာမန်ဖြစ်ရုပ်ဖြစ်စဉ်မြေခွင်းကိုကြည့်နေတဲ့လို့ရက်ကြည့်နေရကြောင့်တွဲလောင်းဖြစ်နေတဲ့မိမက ပြန်လဲလှောက်ရှားလာပြီး လေပြင်းမှာပတ်နေတဲ့ကြိုးစားကိုဖြုတ်ကအောက်ကိုဆင်းလာခဲ့ပါတယ်။နေတော့အရင်လူတွေတို့ဘာလို့ထန့်ပြေးကြတယ်။ကျိုးတို့ကိုတင်ရချောင်းတန်းနေရမှာမဟုတ်ကြ။ဘာကြောင့်ထွက်ပြေးရမှာလဲ။နင်းတော့ထူးဆန်းလိုက်တာ။ငါ့ကိုနည်းနည်းလေးတော့မကြောက်ဘူးလား။ဟုတ်တယ်။ကျိုးတို့ကတင်ရမကြောက်ပါဘူး။အမေသာစကားကြောင့်မင်းကလေးကဝမ်းသာအားရပြေးလာပြီမဲ့သုံးပြီလောက်အရှောင်းမှာမျက်နှာကိုလှမ်းနေ껙ပြီးအနောက်ကိုပြန်ဆုပ်သွားခဲ့ပါတယ် နင်တို့နောက်ကလုံးမီအောင်ပူလိုက်ကြ။တင်ပြောချင်အရိကနေပြောပါ။ကျုပ်တို့ကဘာများပြောစရာရှိလို့လဲ။ငါတရားလေးလွှမ်းမြောက်ခြင်းနဲ့နေ့စဉ်နေတိုင်းကျိုးဆွဲချနေရတဲ့ဘဝကနေလွှမ်းမောလုပ်ပေးချပါ။တဲ့ဘာသူမှကုသိုလ်ကောင်းမှုမလုပ်ပေးကြဘူးလား။ငါမိဘတွေရှိတယ်ကတော့လှုပ်ပေးတယ်။ဒါပေမဲ့ငါတာတို့ခွန်မရဘူး။တာတို့ခွန်မလို့လှုပ်တဲ့ချိန်လှမဲမဲကြီးပြီးပစက်ကိုလာပိတ်ကြတယ်။ တရားဘာသာကုကုကိုတတိယလေတေဆုံးတဲ့အချိန်မှာနာတိမုန်တိမှုတွေကြောင့်ဓာတုခေါ်လို့မရတာနေမယ်ငါလူတချို့ကိုမုန်နေငါဒီလိုမျိုးလို့အောင်တွန်းပို့ခဲ့တဲ့လူတွေကိုမုန်နေတင်ပါရီဖြစ်ခဲ့နေဆိုတာတော့မသိပေမဲ့ဒီလိုမှုကိုပြုဖို့သင်စိတ်နေပဲဆုံးဖြတ်ခဲ့ရမလားငါရဲ့မတန်ရှင်တဲ့ခန္ဓာကိုယ်နဲ့ဘယ်လိုဆက်ရှင်တန်ရမလဲငါချစ်တဲ့သူကိုရော ဒီခဏကိုဘယ်လိုပေးအပ်ရမလဲဒါကြောင့်နာကျင်မှုတက်တာရဲ့ဒီနီလန်းကိုငါရွေးချယ်ခဲ့တာတင်းတို့ဒီအချိန်ကြီးရအောင်တူမှုခဲ့တဲ့တွေကဘယ်သူတွေလဲအောင်ပါဒုတိယပိုင်းငါမြင်ခင်ရတယ်ဒါပေမဲ့တခြားသူတွေလည်းပါတယ်ကျန်တဲ့တွေကြဘာလို့မမြင်ရလဲနောက်ပြီးအောင်ပါပါတယ်ဆိုတော့သိပေမဲ့ဘာကြောင့်ထုံပြောရလဲငါပြောလို့မရဘူးလူတို့ချို့ကိုဘူးကပ်ပြီးပြောချင်းပေမဲ့ ဒီကြောင်ပြောဖို့တွေးလိုက်တာနဲ့ငါပါဆက်တီဟာလို့မရတော့ဘူးအခုတင်ရကျုပ်တို့ကိုကြတော့ဘာလို့ပြောလို့ရနေရလဲဒါကြောင့်ထူးဆန်းနေရလေနေတော့အာမန်လူရင်းနဲ့မတူငါပြောချင်တာပြောလို့ရတယ်ဟုတ်ပါလေကျုပ်တို့ကတင်တည်တဲ့နေရာမှာရှိတဲ့အနောက်ဘက်ကိုဖြစ်ထားလို့ပြောနေတာမကောင်ပတ္တပင်ရကိုတွေးကြည့်လိုက်အောင်မြတ်သောစကားကြောင့်မကောင်ကပတ္တပင်ရကိုတွေးလိုက်ရအချင်းကနေဆွေးမြေးနေတဲ့ထမိန်စားနေပတ်ထားတဲ့ ခြေသည်လက်သည်အထုပ်တစ်ခုထွက်လာခဲ့ပါရဲ့ဒီကောင်မလေးဘာမှမပြောနိုင်အောင်အစီအနေထုတ်ထားတာကိုဆရာတောက်ဖြစ်ဖြစ်လိုက်ရမလားဖြတ်ရမှာပေါ့ပြီးမှသူ့ကိုရွာရိတ်ခေါ်ပြီးမတရားခံခဲ့ရတာကိုဖော်ထုတ်ပြရမယ်အောင်မြတ်သာစကားကြောင့်မောင်ကောင်းကလွယ်ဤထဲကပါရဲအင်းဒီချက်ကိုအစီအင်ပေါ်မှာတင်ပြီးမီရှုံလိုက်ရသင်းငယ်လာတဲ့အစီအင်တင်းကောင်းနေလူတရားခံမြင့်နဲ့မိတောက်တီထွက်ပေါ်လာခဲ့ပါရဲ့ဆရာ ဘိုးပြူစင်ကဒီရွာကိုလာခိုင်းတာဒီကောင်မလေးကြောင့်လားအတိတ်ကြတော့ပြောလို့မရသေးဘူးမကောတခြားဘာကိစ္စတွေရှိလဲဆိုတော့စောင့်ကြည့်ရမှာပေါ့ကောင်မရတော်လည်းအစီရင်ကိုဖျက်ပေးရတယ်ကောင်မလေးကိုခေါ်ပြီးရွာလေးကိုဝင်လာခဲ့လိုက်ပါလေရွာထရောက်တော့ကောင်မလေးကဘုံကြီးကျောင်းဘက်ကိုလှည့်ပြီးအထဲကိုလိုက်ကြည့်နေရကြအောင်မြတ်တာကဘာဖြစ်လို့ဘုံကြီးကျောင်းနဲ့လိုက်ကြည့်နေရလဲနိုင်ဘဝမှာ ပထမဆုံးခင်မင်ခင်ရတဲ့တငယ်ချင်းကိုလိုက်ရှာနေတော့ဒီနေ့တော့သူမရှိတော့ထင်ပါတယ်။တင်းအရင်ချိန်နေတုန်းကရွာလေးကိုလာလို့ရလား။အမြဲတမ်းတော့မရဘူး။လာပြီလာခွေနေပြီဆိုရင်တရရောက်စီမှာကက်ပြီးလိုက်လာလို့ရတယ်။အခုတော့တေးကိုရွာလေးဝင်လို့ရအောင်ရွာဆောင်နယ်ကိုခွင်တောင်းထားပါတယ်။တင်းအနေနဲ့သူ့ရဲ့အုတ်ထိန်မှုအောင်မှာလောလောဆယ်နေရမယ်။လွယ်တဲ့ချိန်တင်းကိုခေါ်လိုက်ပါမယ်။ အမြဲတမ်းကခွန်လောင်တဲ့မိန်းကလေးကိုရွာဆောင်နန်းနန်းရှိမှထားခဲ့ပြီးတော့ဘုန်းကြီးเจ้าလေးကိုဝင်သွားခင်းလိုက်ပါတယ်။ကျောင်းမော်ရောက်တော့ဆရာတော်ကတော်ပြီးတဲခွန်ခွေတောင်းရောက်ကျောင်းရင်တော်ဘက်ကကျောင်းဆောင်လှမကျဲခွင်ရောက်ခဲ့ကြပါတယ်။ညဘရောက်တော့အမြဲတမ်းကကျောင်းဝင်ဝါလမ်းလေးမှာဆင်းရဲလျှောက်ပြီးဂုံတော်ပွားနေတဲ့ချိန်အနောက်ဘက်ကနေခြေတန်ကျောင်းလိုကြည့်လိုက်တော့ကျောင်းထိုင်ဘုန်းကြီးဖြစ်နေတာမြင်လိုက်ရပါတယ်။တကားလေးတို့ဒီကိုရှောက်လာတာအတောင်းရင်တစ်ခုခုတော့ရှိတယ်မလားတင်ပါဗျာ အမှန်တမ်းရှောက်ရမယ်ဆိုရင်မတူးမလို့သေးတဲ့သူတယောက်ရဲ့အကူအညီတောင်းမှုကြောင့်ရှောက်လာခဲ့တာပါတကားလေးကိုပြောတာပန်းလိုက်ဆိုရယ်မိန်ကလေးကိစ္စတင်နေဆရာတော်ကဒီကိစ္စကိုသိနေရလားဒီကလေးမကလာပြီးလာခွင့်နေပြီဆိုရင်ဘုန်းကြီးကျောင်းဝကိုအမြင်လာတတ်တယ်ဘာကိစ္စရှိလဲလို့မင်းရင်ဘာမှပြန်မပြောပဲမြေတောင်းနေနဲ့စိုက်ကြည့်ပြီးတော့ပြန်သွားတတ်တယ်သူမှလည်းအမုန်းတရားတွေအညိုးတေးတွေပြည့်နေရမြင်နေရတယ် တင်ပါဗျာဒီကိစ္စကိုတပည့်တော်တို့ကူညီပေးဖို့ရောက်လာခဲ့တာပါအဖုံကြီးကတော့လော်ဂီကိစ္စတွေနဲ့ခက်ခဲခဲနေရာကြောင့်စကားလေးတို့ကူညီနိုင်မယ်ဆိုပူကောင်းတာပေါ့ဘုံကြီးဘက်ကနေလည်းလိုအပ်တာရှိရင်ကူညီပေးပါမယ်အခုလိုကြားရတာအားတက်ပါတယ်ဗျာတဆက်တည်းကူညီတောင်းချင်တာကလေးမလေးကိုရှော်ရဲဝင်ထွက်ဖို့အတွက်ခွင့်ပြုပေးပါတကားလေးကိုတင့်တော်မယ်ထင်လို့ပါရွာလူတွေမထီးခိုင်းရပါဘူး တင်ပါဖေရတပည့်တော်တာဝန်ယူပါရယ်ခါမရတော်လေးဆရာတော်စီရောက်ခွင့်ပြုချက်ရပြီမို့တဲကိုရီဆောင်ကိုပြန်ပြီးမိန်းကလေးကိုစင်ကိုလိုက်ရချက်ချင်းရောက်လာခဲ့ပါရယ်တင်းရဲ့လူဘဝနာမည်ကပန်းလိုက်လားဟုတ်ပါရယ်တင်းရဒီဖုန်ကြီးเจ้าကို လာပြေးလာခွင့်နေရလာတယ်ဆိုတာဘာကြောင့်လဲလူတယောက်ကိုလာရှာတာပါသူ့နာမည်ကမင်းကျော်လို့ခေါ်တယ်သူနဲ့တင်တဲ့ကဘလို့ပတ်သက်မှုရှိခဲ့ကြလဲ ရွာမှာကတိန်လာလုံးရင်ရင်နေခဲ့ကြတာပါဒါပေမဲ့သူနဲ့ရင်နေမှုကတာမန်ထက်ထပိုခဲ့ကြပါတယ်တင်အခုလိုဖြစ်မျိုးရင်ဆိုင်ရောက်လုခဲတဲ့သူတွေထဲမှာမင်းကျော်ဆွဲသူပါခင်လားအမေသာစကားကြောင့်ပန်းလိုက်မျက်နှာချက်မှာဒေါသကြီးရောင်တွေထွက်လာပြီးတော့သူကြောင့်မဟုတ်ဘူးသူကငါ့ကိုဖြူးဖြူးစင်စင်ခင်မိခဲ့တာဟုတ်ပါပြီကျုပ်တို့ကစကားအရာကြောင့်ပြောမိတာပါတင်းအနေနဲ့အခုလိုနေရတဲ့ဘဝကကျွတ်လွတ်ချင်တဲ့စိတ်ရှိလား ငါဒီဘဝမှာမနေချင်တော့ဘူးလွရကျွရကိုသွားချင်တယ်ငါ့ကိုကူညီလို့မရဘူးလားတင်းကိုကူညီမယ်ဆိုရင်တင်းရဲ့မသိစိတ်ကဖြစ်နေတဲ့အညိုတေးကိုပယ်ဖြစ်မှရမယ်ဒါဆိုငါဘယ်လိုလုပ်ပြရမလဲငါရဲ့စိတ်ထဲမှာဖြစ်နေတဲ့အညိုအာဃာတတွေကိုဖျောက်ဖျက်ဖို့ငါဘာလုပ်ပြရမလဲတင်းအနေနဲ့ဒီဖြစ်ရမှာပါဝင်ခဲ့တဲ့တွေကိုကူညီဖော်ထုတ်ပေးဖို့ပူပေါင်းမိပါနင်တို့ပြောသလိုလုပ်ရင်ငါ့ကိုစော်ကားခဲ့တဲ့တွေကိုဖော်ထုတ်နိုင်မှာလား ကျုပ်တို့ကြိုးစားကြည့်ပါမယ်။သင်ကတော့ကျုပ်တို့ပြောတဲ့အတိုင်းလုပ်ပေးဖို့လိုမယ်။နင်းတို့ပြောတဲ့အတိုင်းကားလုပ်ပေးမယ်။ဒါပေမဲ့တချို့သောလူတွေကငါသွားလာလို့မရှောက်အောင်ပြင်မထားစီနေကြတယ်။ဒီရံပူပါနဲ့တုံးနဲ့ဆရာတော်တို့ကသင်အတွက်ကူညီပေးပါမယ်။အမေသာစကားကြောင့်ပန်းလာရဲ့မျက်နှာမှာမျောလင်းခြင်းဆိုတဲ့အရင်ရောင်တွေပေါ်လာပြီးမဖြစ်မနေလှုပ်ရမယ်ဆိုတဲ့အသွင်သဏ္ဍာန်ပေါ်ပေါက်လာပါတော့တယ်။အမမီးရှင်လျှော့နေပြီကွာထတ်ထုံးနေကွာ။ ရွှေကလာသားကောင်းဖြစ်တဲ့မောင်ကိုရဲ့စကားကြားပြင်ကုန်ငေးနေတဲ့အောင်မကဘေးမှာရှိတဲ့ထင်းချောင်းကိုမိဖို့ရဲ့ပြစ်ထင်လိုက်ပြီးငိုင်းနေတိုင်းနဲ့ထိုင်နေခဲ့ပါတယ်။အောင်မမင်းနေလို့မကောင်းလား။ကောင်းကောင်းပါလေကောင်းဘာဖြစ်လို့လဲ။ဟာမင်းပုံစံကြည့်ရတာငူငိုင်းနဲ့ဖြစ်နေလို့မင်းကြည့်တာ။မိသားစုကိစ္စလေးရှိနေလို့ပါကွာ။ဒါဆိုလည်းအိမ်ပြန်ပြီးနားလိုက်လေကွာ။ထမင်းပေါင်းတာနောက်တည့်တည့်ဆိုပြီးပြီဆိုတော့မတို့ဘာသာကြည့်လို့လိုက်မယ်ကွာ။ မောင်ကိုရဲ့စကားကြောင့်အောင်မကောင်းကြီးပြပြီးထမင်းချက်တဲ့နေရာကနေအင်ကိုပြန်လာခဲ့လိုက်ပါတယ်။လမ်းလျှောက်နေတဲ့ကျောင်းနောက်ဘက်ကနေတင်းရင်းနဲ့ထွက်လာတဲ့ညီတန်ကြောင့်အောင်မလှည့်ကြည့်လိုက်တော့တစ်ပင်နောက်ကိုရိတ်ကနေဖြတ်ပြေးသွားတဲ့လူကြီးတစ်ခုကိုမြင်လိုက်ရတယ်။ဘသူလဲဟိလိုအောင်မကကြောင်ကြောင်လန့်လန့်နဲ့မေးလိုက်ပြီးရှေ့ကိုဆက်လျှောက်သွားတဲ့ချင်းအနောက်ကနေကပ်ပါလာတဲ့ခြေတံတစ်ခုကိုတတိထားမိခဲ့ပါတယ်။ဒီတခါတော့အောင်မဖြတ်ကနေလှည့်ကြည့်ပြီးဘသူလဲလို့မေးလိုက်ရ မဲနဲ့နေရဲ့စမင်းတချို့ကလေထဲလွင့်ချန်နေခဲ့တာကြောင့်ခြေထန်းတွေကိုရက်လိုက်ပြီးပြေးဝင်သွားတဲ့တပိတ်နောက်ကိုတိလိုက်တဲ့အချိန်စပင်ဖောင်းလျချပြီးကြောပိတ်ရှက်နေတဲ့မိမတယောက်ရဲ့ပုံရိပ်ကိုမြင်လိုက်ရပါတယ်။ငမင်းကြီးလေနေရမတူလေ။ငါပန်းလိုက်လေ။ကြောပိတ်ရက်နေတဲ့မိမကခန္ဓာကိုယ်ကိုစက္ကနဲလှဲ့ကြည့်ပြီးပြောလိုက်တဲ့အချိန်အောင်မတကွန်လုံးချက်သိမ်းမွေးနေနေထားပြီးအကြောရီတုံဆိုင်သွားသလိုဖြစ်သွားခဲ့ပါတယ်။ ဟဲနေနေရတည်သွားပြီမလားဘယ်လိုလုပ်ပြီးဒီဘာလေးရောက်နေရလဲနေငါနဲ့ပတ်သက်ပြီးတခုခုတိထားတယ်မလားငါဘာမှမသိဘူးဘာမှလည်းမမြင်ဘူးအမကကြောင်းနေတဲ့ကြားနေနောက်ကိုဆုပ်ပြီးလှည့်ပြေးဖို့လို့ပန်းလိုက်ရခန္ဓာကိုယ်ကသူ့ရှိမှပြည့်ရလိုက်ပြီရောအဲ့ဒီနေရာနေငါ့ကိုလာခေါ်ခဲ့ရလေအခုမှဘာလို့မသိကြအောင်စောင့်နေရလဲ ဘန်နိုင်ကအောင်ပိုင်းရဲ့လေမင်းကိုစက္ကနဲဆုပ်ခံပြီးပြောလိုက်တာကြောင့်ခန္ဓာကိုယ်ကအနောက်ကိုလှမ်းချသွားပြီးရောမင်းကြောင့်မင်းကြောင့်နေနဲ့တွေ့ကျင်တယ်ပြောလို့ငါကလာပြောခဲ့ရလေကျွန်တော်ငါဘာမှမသိဘူးနေမလိုက်နဲ့မင်းကြောင့်ငါ့ကိုအလွတ်လုံးမဲ့လူစားမျိုးမဟုတ်ဘူးငါငါဘာမှမသိတာမမနေရောဒီလိုဖြစ်မျိုးကြောင့်ငါလုခဲ့တာမဟုတ်ပါဘူးငါ့ကိုဘယ်သူကြံစီခဲ့တာလဲ နေမပြောရင်နေကုန်ရောနေမိသားစုဘောဒုက္ခပြေးပြင်မယ်နေနေဟိုအာငါဘယ်လိုပြောရမှာလဲအမနေကစောင့်ကြည့်နေရကြပြီအဲ့ဒီနေရငါရှိမဲ့နေရကိုနေနဲ့မင်းကျော်ပဲတည်တာမင်းကျော်ကငါ့ကိုဘယ်လိုအချိန်မျိုးမှမလက်ဖျားနေအောင်တွ့ခဲ့တာမဟုတ်ဘူးမလားငါငါမင်းနဲ့ပြောပါမယ်နေကိုခုလိုဖြစ်အောင်လှုပ်ခဲ့သူကမင်းကျော်ပဲ နဲ့ရဲရုံခဲတဲ့သူကအခုလိုဖြစ်အောင်လှုပ်ခဲ့တာအမစကားကြောင့်ဘန်းလိုင်ရဲ့လက်တွေတုံတုံရီရီဖြစ်လာခဲ့သလို မျက်နှာမှာလည်းဒေါသရိပ်တွေထွက်ပေါ်လာခဲ့ပါတယ်မင်းကျော်မင်းကျော်ငါ့ကိုမဖြစ်နိုင်ဘူး तू ကဒီလိုလူစားမျိုးမဟုတ်ဘူးငါပြောတာရှုံးပါမင်းကျော်ကအဲ့ဒီနေ့ကထရင်မူးနေတာမဟုတ်ဘူးနေလိုက်နေတာဟာငါလည်းမင်း အမတယောက်လင်ပင်းကိုလက်နဲ့ဖိကန်ပြီးအောင်းရင်နေခြင်းအမဘာဖြစ်တာလဲအဲ့ဒီအတန်ကြောင့်တတိပြေဝင်လာပြီးကြည့်လိုက်တော့သူ့ကိုလှောက်ခနေတဲ့ရွာကလူတချို့ကိုမြင်လိုက်ရပါတယ်ဘန်းလိုက်ငေါ့လည်းမလာညလို့ဒီကောင်တော့ကွာပောက်ကရရီပြောင်းနေပြန်ပြီမင်းတိရောက်တဲ့စက်ငယ်စက်ငယ်ဖြစ်နေတော့ငါတို့လာတူလားထားထားမင်းကိုအိမ်ပြန်ပို့ပေးမယ်ဂျော်ဂလူရီရဲ့စကားကြောင့်အမကြောက်နဲ့တကြားဘေးကိုလှည့်ကြည့်လိုက်တဲ့ချိန် လူအရနောက်ကနေသူ့ကိုစိုက်ကြည့်နေတဲ့ပန်းလိုင်ကိုမြင်တွေ့လိုက်ရပါတယ်။အဲဒီနေရာစာပြီးအောင်ပါတင်ရောက်ညနေနေဝင်ကြီးတယောစရာနဲ့အိမ်တဲကောင်အိမ်ပြင်ကိုမထွက်ရတော့ဘူး။အောင်မြတ်တို့လည်းအောင်ပါရဲ့ခြေနေကိုကဲခတ်ပြီးရနောက်မှာတော့လွန်ခဲ့တဲ့ဆယ်နှစ်လောက်ကဖြစ်ခဲ့တဲ့တေချောင်းကြံစီမှုကိုပြန်လည်စီစစ်ပြီးရန်မြို့နယ်ရဲတပ်ဖွဲ့မှရုံးကိုကိုရိုင်းတောင်းရောက်မှုဖွင့်ခဲ့ပါတယ်။ဆယ်စုနှစ်တခုစာလောက်လူမသိသူမသိဖြစ်ခဲ့တဲ့မှုဟာ မချမလို့ဖြစ်ခဲ့တဲ့ကာယကံရှင်မိန်ကလေးရဲ့အကူအညီကြောင့်ပြစ်မှုကျူးလွန်သူတွေကိုဖမ်းဆီးစစ်ဆေးခဲ့ပြီးတရားခံဖြစ်တဲ့မင်းကျော်အောင်ပါတို့ကိုဖမ်းဆီးအရေးယူနိုင်ခဲ့ပါတယ်။တရားမှုမှာမချမလို့ခဲ့တဲ့ပရလောကသားရဲ့အကူအညီကြောင့်တရားခံကိုဖမ်းဆီးနိုင်ခဲ့တဲ့အမှုတစ်ခုဖြစ်မှတ်တမ်းဝင်ခဲ့ပါတယ်။အမှုဖြစ်တဲ့အောက်ကိုစစ်မင်းရဲ့ချင်းအောင်ပါနဲ့မင်းကျော်တို့ကရွာနောက်ဘက်တောဆက်မှာဟင်းရွက်ခူးနေတဲ့ပန်းလိုက်ကိုမျက်လုံးမိတ်ပြီးစောင်းနှောက်ဖို့သာကြံရခဲ့ပေမဲ့ မင်္ဂလိယောက်ျားလေးထီတွေ့မှုအောက်မှာမယုံထနိုင်ပဲမတော်တရားပြုခြင်းမှုဖြစ်ပေါ်ခဲ့ကြောင်းထပ်ဆိုခဲ့ကြတယ်။အမောင်းနဲ့မင်းကျော်ရဲ့ထွက်ဆိုခြင်းရသူတို့အနေနဲ့စောင့်နှောက်ဖို့သာကြံစီခဲ့ပေမဲ့ကြောင်းလန့်ပြီးတတိလိမင်းမျောသွားတဲ့ပန်းလိုက်ကိုမြင်ပြီးမကြံစီအပ်တဲ့အမှုကိုကျူးလွန်ခဲ့ကြောင်းဝန်ခံခဲ့တယ်လို့မင်းကျော်အနေနဲ့ပန်းလိုက်သိဆုံးတဲ့ချိန်ရွာကိုပြန်လာပြီးအောင်လန်းဆရာတို့နဲ့ပူးပေါင်းကသူတို့မှုအပေါ်ပေါ်အောင်ကြံစီခဲ့ပုံလေးကိုဖွင့်ရထပ်ဆိုခဲ့ပါရယ်။ ြည်ပြင်းမှုကြောင့်မင်းကျော်နဲ့အောင်ပေါတို့ကိုမြို့နယ်တရားရုံးကအလုံးနဲ့ထောင်ဒဏ်ဆန်နေကြခံစီရမိတ်ပေးခဲ့တယ်လို့ဒီမှုကလည်းဘယောကကုဆီယာနဲ့မကြုတ်သေးတဲ့ဝိညာဉ်ရဲ့အကူအညီကြောင့်ပေါ်ပေါက်ခဲ့တဲ့အမှုဖြစ်မှတ်တမ်းဝင်ခဲ့ပါတော့တယ်။ပြည်သူများခင်ဗျာအခုတင်ဆက်ပေးခဲ့တဲ့ဇာတ်လမ်းလေးကတော့စာရေးသူစီရင်နာရမညာရှိသားထားတဲ့အောင်မြတ်သားနဲ့ကျွန်းကုတ်တူရွာဆရဲဇာတ်လမ်းလေးပဲဖြစ်ပါတယ်။နောက်ဆက်ပေးခဲ့ကြတဲ့ပြည်သက်တူတယောက်ချင်းစီကိုလည်းအထူးပင်ကျေးဇူးတင်ရှိပါတယ်ဗျာ။ ဒီဇန်နာလေးကိုတင်ဆက်ပေးခဲ့တဲ့သူကတော့ကျွန်တော်ကိုခန့်မဲဖြစ်ပါတယ်ခင်ဗျာ။